ခုနဝဏတကာဆရာကြီးဥရှိအောင်ပြောတဲ့စကားမျိုးပြောမယ်ဆိုရင်တော့တသာသာဆုံးမှလည်းဘဝနောင်နောင်စက်တိုင်းကောင်းကြီးဆိုတဲ့နဲ့ဒါရိုက်ဝင်သွားတဲ့သဘောတပြည့်တော့တွေ့ရတယ်ဒီဘဝနဲ့ပဲခန္ဓာဝင်ချသွားမယ်လို့လည်းညွှန်လိုက်ထားတယ်ဘာကြောင့်အထဲမှာက အတွင်းဣဇဒတ်မှာအရှင်ဘုရားရှင်မှာဓမ္မတွေတွေ့နေရတာပေါ့ဒီလိုလျှောက်ရှင်လာတော့အရှင်ဘုရားအတွင်းအားကဘာမှမပြောတော့ဘူးအပြင်ပဲပြောတယ်ဆိုတဲ့အကြောင်းမှာမပြောသည်မပြောတိုင်းလို့မပြောတာပါဘာဖြစ်လို့ပြောဆိုရင်မှားမှသူကြောက်တာမှားမှကြောက်တယ်ကြတော့တပည့်တွေကိုသိနေရတာမှားမှကြောက်တယ်ဆိုတာ မပြည့်စုံလို့မှန်တာပေါ့တန်တရားဖြစ်လို့မှန်တယ်ဝိသိကိစ္စရှိလို့မှန်တယ်အဲ့ဒါမှန်တယ်ဉာဏ်အောင်ပြောတာမှန်တယ်ဉာဏ်မျောတာအဲ့ဒါဒါပဲမှန်တယ်ရဲရဲတောက်ကိုဖြစ်သွားအောင်ဟုတ်တယ်ဉာဏ်ရှင်းဟုတ်တယ်နော်ဟုတ်တယ်ကံလင်းဟုတ်တယ်တော်ဘော့ဆိုတာအကံလဲသိဉာဏ်လဲရှင်းသွားတာအဲ့လိုအခုဥစဉ်တနိုင်ငံလုံးနဲ့တကဘာလုံးကိုမြည်လာဆရာတော်ကြီးတွေ တခါဟိတလူပဲအသက်ရရမှာလကောသိခါရမှာကောအတန်းပညာရမှာကောအဲ့လိုပြောတိုင်းပြောတိုင်းအဲ့ဒါလေးကြရင်အခုတခါကြီးတော့ကိုကမိတ်ဆွေရင်းမလို့ဟောလို့ထားအောင်လို့ရတယ်ဆရာတော်ကြီးကတင်မဗျာတင်မဗျာနဲ့မောက်ဗျာဟုတ်ပါလေအချိန်ကြီးဟုတ်တော့သူတို့မှာကူကဩဝိတာရိဇပတ်တော်ဘာလဲတော့တခါကြီးဝိကဒကဒံကတော်ရဲရင်ညင်းအမှန်သိချင်းဆိုတဲ့သူတော်ကောင်းတွေရဲ့လမ်းစဉ်ပေါ့ အဲ့ဒါလေးတွေအာနင်းနေတာပေါ့ဟောဆိုဟိုလေးဒီတရားသဘောရပြပါသူ့ရဲ့ဟိုဒီအဲပုဂ္ဂလိကအယူပရောဓမ္မပေါ်မှာမှန်ပါလေရဲရဲတောက်မဖြစ်ကြတာပေါ့ကောင်းပါပြီဒါအဲ့တော့သူထပ်ပြီးပြောကြည့်မယ်နော်ဒီလိုပါဒကာကြီးရဲ့အဲဥစဉ်ကအခုချပေးနေတာဒကာကြီးကိုတခွန်းနဲ့ပြောလိုက်တယ်ဒကာကြီးကနေဥစဉ်ရဲ့အဲပရိသတ်သမုပ္ပါဒဏ္ဏတက်လိုက်တယ်ပေါ့နားထောင်လိုက်တယ်ပေါ့ဟုတ်တယ်နော်ဒကာကြီးအတွက် something တခုတော့ အထောက်ပံ့ဖြစ်ကိုဖြစ်တယ်ဒီကြားပဲဗာနဲ့မှမလဲနိုင်တာတော့မှန်တယ်ကိုကိုကိုအဲ့လိုယုံကြည်တယ်ယုံကြည်တယ်ဒါပေမဲ့အဲ့လိုယုံကြည်ပြီးလိုက်ပြမဟုတ်ဘူးဦးစင်းရင်နေဟာကိုအဲအဲ့လိုဟိုအတွေ့အတူအတူတွေ့တဲ့ဟာကိုဖြစ်ပါစေဆိုစိတ်နဲ့အခုဒီကကြီးသမီးကိုဖုံးဆက်ချင်တယ်ဆိုတာဆက်ဆိုငြိမ်နေလို့ရတာပေါ့ဒါပေမဲ့ဒီကကြီးကိုကြိုးဖွင့်ပြောတာဗာလဲဆိုတော့ဒီလိုဖြစ်ဖို့ဒီလိုလှုပ်ခဲတာကကြိုးမြင်တာဘဝပေါင်းများစွာကိုကြိုးမြင်နေဆိုလို့ပဲဟုတ်တယ်နော်အဲဒါကို ဆက်ပြောင်းနဲ့ဆက်လိုက်ပါဆိုတာအဲသူ့အနေနဲ့ဒီရောက်လို့ဘုန်းကြီးပြောလို့မဟုတ်ဒီကအေးကဥစဉ်မပြောလဲဆက်မှာဟုတ်တယ်နော်တည်ကြတယ်တန်ဖိုးကိုတည်တာဒါပေမဲ့အဲ့တန်ဖိုးဖြစ်လာကိုဥစဉ်လောက်ခဲ့လာဥစဉ်သမီးမတည်တည်တယ်အခုပြောလိုက်လို့သာအသူအဖုံဖုံစီရောက်နေလားသူလာမှာဒကာကြီးကဥစဉ်မရှိတနေရာမှာတွေ့လဲဩဒါလေးဒီလိုလောက်တာကောင်းလိုက်တာဆိုအဲ့အမြင်ကအစယူကြည့်ခဲ့တာ ောင်းမပြီးတခါကြီးရယ်တခါကြီးနဲ့ဦးစင်းတို့ဆွေးနွေးတဲ့အထက်မှာဦးစင်းကအတွင်းစကားတွေဘာကြောင့်ပြောကြလဲဆိုတော့အများအတွက်ကျူးများခြင်းလို့ဒါမဲ့ဒီကနေ့ဦးစင်းရဲ့တရားစခန်းမှာတစ်ချိန်ပဲပြောရမယ်အလာတွင်းနဲ့တခါကြီးကဟောမယ်ပြောမယ်ဆိုလဲအဲ့ဒီဦးစင်းပြောတာတခါကြီးဒိဋ္ဌိအရင်ဖြုတ်လိုက်ပါလို့မှန်ပါအဲ့ဒီဖြုတ်တဲ့နေရာမှာတခါကြီးဝီစီကိစ္စဆင်ပါစီလို့အဲ့တော့ဒိဋ္ဌိဖြုတ်တာသင်လို့ရတယ်ဝီစီကိစ္စဆင်တာတွေးမှရမှာမှန်ပါ ီကြီးဦးခေါင်းကြီးငုံပြီဟေးအေးဒီကြီးဦးဘုံနားထောင်နေအေးမုံမုံဘုံအားဆိုင်ပြီဆိုရင်မျက်စိမေးတကူတော့အားဆိုင်ချင်လို့ကောင်းပါပြီကောင်းပါပြီဥစရဥစရအာယုံဖွင့်တာဟိုနားလေတော့ပြောရင်တော့ဒီနေ့တနိုင်ငံလုံးမှာဥစင်းတို့ပြောရလို့မရှိဘူးတခါကြီးရဲ့နေတယ်ဗောပြီအေးမုတ်ကမာစီဆုံးလဲလဲလို့နေတယ်ကောင်းပြီဥစင်းတော့မေတ္တာနဲ့ထားပြီးတော့ပြောသွားတယ်ဒါပေမဲ့ဥစင်းတရားပြလဲမို့တက်ဖို့မဟုတ်ပါဘူး ဒါပေမဲ့အခွင့်အာဏာနဲ့လုပ်ပြီးမှာပါဒါပါဗျာဒီနေ့နာမည်ကြီးစရာတော်ကြီးတို့အချိန်ချင်းတရားကြီးဆွေးနွေးမှုပါတယ်လူလိုပြောတာတရားစစ်တဲ့ဆိုရင်ကြိုက်မှာမဟုတ်ဘူးတရားကြီးဆွေးနွေးနေအဲ့တော့ဟိုဘယ်လိုပြောမလဲကိုမမီးစရာကြံတယ်သူတို့မှဖြည့်စရာမကြံတော့ကျေပါဘာကြောင့်လဲအတိမတူလို့ပါမှန်ပါတယ်ဒါကြောင့်အခုဒီကကြီးလည်းဥစဉ်ကမေးတာဟိုပုတ်ကေစော်ကောင်းမပေါဘူးဒီကကြီးအခုဥစဉ်ကမင်းနေရတာ ဟိုဗေဒတာနာမဟုတ်ပဲနဲ့ဣဇဒတာတာနာတွေပေါ့နော်အဲ့ဒါတွေပဲတခါကြီးကမိသွားတော့ဥစဉ်ကြားကျင်နာအဲဒီအတွင်းနဲ့လာတဲ့ဥကလာတဲ့အာကလူရဲ့အတန်ကိုကြားကျင်လာတင်ပါအခုစားဟိုကနာပြောသလိုပဲအဲဘဝရဲ့ဖြစ်တည်မှုကြောင်းရဲ့အခြေအနေဆိုတာ no problem အားလုံးကထားခဲ့ပြီလားမမလေးဟုတ်တော့ဒီဟာဒီအလုံးရဲ့ပိုင်ဆိုင်မှုပေါ်မှာပဲဖြစ်ဖြစ်တီရှုမှာဖြစ်ဘာမှမဟုတ်တော့တည်နေတော့ပြောတော့လေပြောစရာပေါ်တကကြီးရယ်မမလေးရုပ်ရှိလို့လည်းနန်ရှိတာပေါ့ လာနာရှိတဲ့ယုံကြည်တယ်လိုပဲခန္ဓာရှိကိုလည်းအစာကျွေးရတယ်လို့သမ္မာကောင်းပါပြီဒကာကြီးဒကာကြီးနဲ့ဦးစင်းရဲ့တွေ့ဆုံကံအာနာတော့တော့လူမျိုးတော်တော်ဘာသာတော့ထိုက်လျောက်တော့ထောက်ပတ်တော့ဖြစ်မှာထောက်ပံတစ်ခုဖြစ်ပါလိမ့်မယ်ယူဆရပါတယ်အဲအဲ့တော့ဒကာကြီးရဲ့မိတ်ဆွေတွေကိုလည်းဒကာကြီးရဲ့မိတ်ဆွေတွေကိုလည်းကြုံတဲ့အခါပြောပြဒကာကြီးလည်းဒီကြောင်းအောင်ကြွားခဲ့ပါဦးညီမအဲ့တော့ဦးစင်းတို့ကကြွယ်ဝမှုကအရေးအဝါတာလားညံလားဒကာကြီးပါဝလူလား မြန်ပါဗျာဟုတ်တယ်ကကြီးအဲ့တော့ဥသိန်းလှုပ်ထားတဲ့ဝါးပြန်ကြောင်ကြောင်ဖြစ်ပါသည်ဆိုပြီးမေတ္တာနဲ့လှုပ်ခဲ့ဦးမယ်တကယ်တော့လိုတယ်ဒီကမာကြီးရဲ့ဟုတ်တယ်မလားအခုစားတရားထိုင်တာတဲ့ပြည်စုံတဲ့နေရာမှာသွားပြီးဇိန်ခံခြင်းနဲ့လူကများလာအဲ့ဥသိန်းစီမှာလာတာတကကြီးဦးမယ်ဥသိန်းဆောင်နေဟလာမာတဒမဇောတိကရွှေကြောင်းဆောင်ရွှေတွေရောင်းပြီးအလူရှင်ဆောက်သွားတာဟုတ်ဟုတ်ဦးမင်းနဲ့ဒေါ်တင်ထွန်းသား ။ဦးဇင်းဒကမကြီးကဒါပဲကပ်ပြီးတာဂျန်နာလီတာဟိုစားအဲ့လိုပေါ့။ဦးဇင်းဒါမဲတော့။ဒါကြောင့်သူ့ကိုလည်းဦးဇင်းကျင်းဆိုင်တာ။သူလည်းမဟုတ်သူ့တပည့်တွေအားစားဒါတွေကဘွာလာတာ။ကျမကျမ။ကုသိုလ်ရဲ့အပွားတွေဦးဇင်းမြင်ပြီလို့။ဒါပေမဲ့အခုစားလူတွေကလိန်စားနေတာ။ဟာဒကကြီးကသောတာပန်ဒကကြီးတော်တရားသိနေပဲလို့ပြောရင်ဒကကြီးနောက်တစ်ခေါက်လာလူတယ်။ဟုတ်တယ်မလားဒကကြီးဘိဒါသာနာမြို့နဲ့အစ္ဆဒအဲသာနာပြုလို့ပြောလိုက်ပြီးသိမ့်မကြိုက်တော့။ဟာထီသွားတော့ဗျ။ဟုတ်တယ်မလား။လူတွေကအဲ့လိုလှုပ်ရှားနေတာ။မှန်ပါတယ်။ အဲ့လိုရှိပါတော့ဗျာဒါတွေကတော့ဗျာဗျာသူကလည်းသူတော့ပါလိမ့်မယ်အဲ့တော့ကောင်းပါပြီဗျာအရှင်ဗျာလည်းဒီလောက်အများကြီးရှင်ဗျာတော့ဝင်တာပါလေဒီပြီးတော့ဒီမှာလည်းခဏနာပြီးနောက်ကျုံရပါအောင်မယ်ကောင်းပါပြီဒီနေ့ဒီပြီးတော့တပည့်အဖြစ်နဲ့အမြဲတမ်းအချိန်ကြီးဟိုဆက်တော်ရပါလေဒီပြီးတော့စာဟုတ်ဒီပို့ဖို့လည်းလာအောင်ပါနော်နောက်လည်းတပည့်အဖြစ်နဲ့သတ်မှတ်ပါဗျာကောင်းပါပြီဒီကအရင်ဒီနေ့လည်းကြောင်းပြီးတဲ့အပညာနဲ့လည်းမြင်မာတယ် နိုင်ငံတောင်နဲ့ဘဝတောင်နဲ့အများကြီးထမ်းဆောင်ခဲ့တဲ့ဒီကကြီးဥကျော်စိတ်စိတ်လိုက်လိုက်ဒီကကြီးဥကျော်စိတ်လိုက်နဲ့တွေ့ရခြင်းဟာအဲအလင်းတစ်ခုအဲညံတစ်ခုနဲ့အလုံးတော့သိရအောင်အခုလိုဆွေးနွေးခြင်းဟာအဲမိတ်ဆွေတွေခြေလို့ရအောင်ဒီကကြီးကိုဆက်မယ်ဆိုဖုန်းနံပါတ်ဘယ်လောက်ဆက်ရမလဲပြီးတော့လူတွေထဲမှာလည်းရေးပြထားပါတယ် ဘယ်မှာမှတ်မလဲမသိဘူးဒီမဲ့မှတ်နေတယ်ဈေးကိုလည်းဒီမှာမှတ်နေတယ်ပြောဖူဖူ09ဖူဖူ77 30496ကောင်းပါပြီဒီကကြီးဒီကကြီးရဲ့0ဖူဖူ77 39နော်00 09 44 77 30496လေးကို6ပါဗျာအဲ့အဲ့နံပါတ်ကလေးကိုဒီကကြီးရဲ့ငွေကြေးနဲ့ဆက်သွင်းနေအောင်အကရမအပေါ်မှာ အဲ့လိုရှော့ချော့ပေါ်ပေါ်ဆက်ဆံလို့လေးလေးပင်ပင်ဆဲသလောက်ပြောသမ်းပါဆိုရင်လူလာအောင်ပါဦးစင်းရဲ့ YouTube ကိုကြည့်လိုက်ရင်60ရာခိုင်နှုန်းကဦးစင်းကအမုန်းပကံနေရတယ်ညံရှိတဲ့သူနဲ့အဲဥလုံးအမုန်းရှိတဲ့သူဒါပဲတော့ဦးစင်းကတော့ကျင်နေပါတယ်ဒီလောကတွေတော့ကြံ့ကန့်ခံမှာပေါ့ဗျာအစ်င်ပြောလို့တရားရှိတဲ့လူတွေပဲကောင်းပါပြီအဲအလုံးချက်မြင့်ဘုရားပြောပြောရည်ဆိုဂျုံလို့ပါဟုတ်နတ်တီလောကအန်ဒီနီထိုးဆိုတဲ့အကဲရဲ့လူသူမရှိဘူးဆိုတဲ့ဥစ္စာလေးကအမြဲတမ်းမှတ်သားလောက်ပါတယ်ဒါကြောင့်မြတ်စွာဘုရားပြင်လေ အကဲရမလို့ကဲဆိုတပည့်တော်လူရှင်ဘုရားတို့ကတော့ဘာပြောကောင်းမလဲဒီမှာဘယ်လိုလဲမင်းအဲ့ချက်ရှိအကြီးရှိရဲ့အော်အော်အော်ကောင်းပါပြီတန်မှုရှိတဲ့စကားလုံးတာချမ်းသာရင်ကြောင်းပြန်ပြီးပြည့်စုံရပါပြီ